အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ Football AC Channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ပွဲကြိုသုံးသပ်ချက်မှာပြောခဲ့သလိုပဲပေါ့နော်ဖူဟန်သင်းကလီဗာပူးကိုဆိုအမြဲတမ်းဒုက္ခပေးနေကြတဲ့အတိုင်းပဲဒီနေ့မှဆိုလို့ရှိရင်လည်းကျွန်တော်လီဗာပူးသင်းကစံချိန်တွေချိုးပြီးတော့ရှုံးပွဲကြုံတွေ့သွားခဲ့တာပေါ့နော်ပထမပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ second ball တွေရော တော့ဝမ်ဘီဝမ်တော့ရှင်လို့မရခဲ့တာဗောနော်ပထမပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ခန်စစ်ကအမှားတွေလည်းများတယ်တသိန်းလုံးနီးပါးမှားဆိုဘိုလိုင်းဆိုလို့ရှိရင်လည်းမှားတယ်ရောဘတ်ဆန်ဆိုလို့ရှိရင်လည်းမှားတယ်ကာတစ်ဂျုံမှားတယ်ကိုသမတ်ကလင်ဟာလည်းမှားတယ်ကျွန်တော်တို့တသိန်းလုံးနီးပါးကိုမှားတာဗောနော်တသိန်းလုံးနီးပါးမှားပြီးပထမပိုင်းတစ်ပိုင်းလုံးမှားစုပ်ပြတ်တတ်နိုင်အစပိုင်းအခွင့်ကိုးလေးရလို့ပျော်လို့တော့မဆုံးသေးကျွန်တော်တို့တမိုင်းတစ်ချောက်လီဘာပူးတင်းရဲ့တမိုင်းတစ်ချောက်ဆက်ဆောက်ဦးစုံကြီးအခွင့်ကိုးရပြီးတော့ ကျွန်တော်တို့သုံးခုပြန်ပေးရတယ်ဆိုတာလီဗာပူးတင်းရဲ့တမိုင်းတစ်ချောင်းမှာစံချိန်မှာတင်သွားနောက်တစ်ခုကပေးလိုက်ရတဲ့သုံးခုလုံးကလည်းလုံးဝကိုယ်တင်ဘက်ကအမှားတွေနဲ့ပေးလိုက်ရတဲ့ကိုယ်တွေပဲသူတို့ခက်ရခက်ရခဲစင်းနဲ့ကန်သွင်းခဲ့ရတဲ့အလုံးတွေမပါဘူးပေါ့နော်ကျွန်တော်ပွဲချုပ်မှာပြောခဲ့သလိုပဲပေါ့ကျွန်တော်တို့လီဗာပူးတင်းရဖူဟန်နဲ့ပွဲမှာကျွန်တော်တို့ခက်ခဲနိုင်တယ်ဆိုတဲ့အတိုင်းပဲပေါ့နော်တကယ်လဲခက်ခဲခဲ့ပါတယ်16မိနစ်အတွင်းမှာ3ဂိုးပေးခဲ့ရပါဘော16မိနစ်အတွင်း ျွန်တော်လီဗာပူးတင်းရဲ့တမိုင်းတစ်ချောင်းမှာဆိုလို့ရှိရင်လုံးဝစမ်းချိန်ချိုးอ่ะနောက်တစ်ခုကကျွန်တော်တို့လီဗာပူးတင်းအဝေးကွင်းပရီးမီးယားလိမှာရှုံးပွဲမရှိစမ်းချိန်ုံလဲဒါဖူဟန်တင်းကရက်တန့်ခဲ့တာဗောနောဖူဟန်တင်းနဲ့တွေ့တဲ့ပွဲစဉ်33မှာပဲဖူဟန်တင်းကရက်တန့်နိုင်ခဲ့တယ်ဟုတ်အဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကစားသမားတွေတူးချင်းစီဗောနောတူးချင်းစီဘာတွေကြောင်ပြောက်နေမှမသိဗောနောကျွန်တော်တို့ရိုးရိုးတန်တန်ဒီပေးတဲ့ present ပြီးတဲ့လုံးတွေမှာတော့မှကို့လူကိုတိကျအောင်မပြီးနိုင်ဘူး။တလွဲတွေရွေးပြီးတာ။ကျွန်တော်တို့ဟိုယုံကြည်မှုပျောက်ဆုံးနေလို့ခံစားရတယ်။ကစားသမားတွေကကျွန်တော်ရှေ့ကအပါဒနဲ့ပွဲမှာလည်းနိုင်မတာနိုင်သွားတာပေါ့နော်။ကျွန်တော်တို့ဟိုဒီလိုပုံစံမျိုးပဲပေါ့။ပြီးတော့ကျွန်တော်တို့အတင်းရဲ့ဒါဂိုးတွေအများဆုံးတွင်းမိထားတဲ့ကိုသမားဟောမားလို့ sorry ကျွန်တော်တို့တိုက်စစ်မှုပေါ့နော်။တိုက်စစ်မှုဟိုကျွန်တော်လည်းပြောကျင်စောနဲ့ ဟိုစိတ်တွေတိုးပြီးတော့ကျွန်တော်စကားတောင်မှာကိုကျွန်တော်တို့လီဗာပူးသင်းရဲ့ညာတောင်မှတိုက်စစ်မှုမိုးစားလားဆိုလို့ချင်းလေကျွန်တော်ခြေစွမ်းနေရပုံမှန်ထက်အောက်ကိုရော့ကျနေရတိတာရောကျွန်တော်ဒီနေ့ညမှာဆိုလို့ချင်းမိုးစားလားဆိုလို့ချင်းသူ့အနေနဲ့ဒါရောဘတ်ဆန်နဲ့နောက်ပြီးတော့ဘာစီယိုပေါ့နော်လုံးဝမကြုံနိုင်ခဲ့ဘူးအန်တိုနီရောဘတ်ဆန်နဲ့ဘာစီယိုလုံးဝမကြုံနိုင်ခဲ့ဘူးနောက်တစ်ခုကဒီနေ့မှာဆိုလို့ချင်းသူတို့ရဲ့ဒီဖူဟန်ရဲ့ဂိုလီပါလီနိုကလည်းတော်တော်ကြီးကိုဟိုကြောက်ထားနာပေါ့နော်လုံးဝကြောက်ထားနာမှာ နောက်တစ်ခုကကျွန်တော်တို့အတင်းရလဲဟိုခံစစ်ကမကောင်းပါဘူးဆိုမှဒီတိုက်စစ်ပိုင်းကလည်းဟိုဟိုရှာရှာပပရခဲ့တဲ့ခြံလေးတွေဆိုလဲဖြုံးပြီးပြည့်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအရင်ဆုံးကြီးကျွန်တော်တို့လီဗာပူးတင်းရအဖွင့်ကိုရခဲ့ပေါ့လီဗာပူးတင်းရအဖွင့်ကိုရခဲ့ပြီးတော့ဘာမှမကြသေးဘူး20နဲ့3မိနစ်မှာပေါ့နော်20နဲ့3မိနစ်မှာဆိုလို့ရှိရင်ဆက်စင်ညောရတာဆက်စင်ညောကတလုံးတွင်းခဲ့တယ် နောက်ပြီးတော့ကျွန်တော်တို့32မိနစ်မှဆိုလို့ရှိရင် Erslovy ကဟိုဟာတကိုးသွင်းတော့2-1ဖြစ်သွားအဲ့ဘာမှမကြောက်5မိနစ်ပဲချားရပေါ့နော် Munich က38မှာဆိုလို့ရှိရင်ထပ်ပြီးတော့တွင်းသွားဒါတောက်ကံဘောကနေစပီးကနေရတဲ့ဘောကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အတင်းရဲ့ဒီခန်းစစ်ဟိုလွဲချော်မှုတွေခန်းစစ်ညံ့ဖျင်းမှုတွေနောက်ပြီးတော့ဒီတင်းလုံးပေါ့နော်ဟိုဘာကြီးလှုပ်လို့လှုပ်နေမှမသိကွင်းထဲမှာ ဘောလုံးပေးတာလေဟိုကိုလူကိုကိုတော့မှတိတိကျကျမပေးနိုင်ကိုကံတင်သူများရှိရပါပြန်ကံပေးသူများရှိရပါပြန်ကျွန်တော်တို့ဘာဖြစ်အားမလဲရှိတာမဟုတ်အမှန်မှဆိုကျွန်တော်တို့ဒီနေ့ပွဲရအေးအေးသေးတသားရာနဲ့ကျွန်တော်တို့အမှတ်ယူရမှာအုံမအပြည့်ယူရမယ်ပွဲဘာစင်ကြီးမှပေးသေးရမလို့သုံးမအပြည့်ယူရမှာဘာလို့ဆိုတော့အာဆင်နယ်ကလည်းမနေ့တော့ကတည်ကြသွားတဲ့အတွက်အခုဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုဟိုပြောမယ်ဆိုလို့ရှိရင်ဒီပွဲရှုံးလိုက်လို့ရန်ဖြစ်အားများလာဆိုတော့လည်းမများဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ ကစားသမားတွေစိတ်ထဲမှာပေါ့နော်ငါတို့တွေဟိုအမှတ်တွေပြန်ပတ်တင်အများကြီးဖြစ်လိုက်နိုင်ပြီအေးအေးအကြောင်းမဆိုဘူးပေါ့ဆသွားလာတော့မပြောတတ်ဘူးပေါ့နော်ပေါ့ဆသွားလာတော့မပြောတတ်ဘူးကျွန်တော်ဟိုဘောလုံးကန်တာဘောလုံးကန်တာဘလိုဒီကန်လောက်ကန်နေမှာမသိဘူးလီဗာပူးအသင်းဟိုကြီးခဲ့တဲ့ပွဲစဉ်တွေထဲမှာကျွန်တော်ဒီပွဲစဉ်ကတော့တော်တော်ကြီးကိုညံ့တယ်ပေါ့နော်ပထမပိုင်းမှာဆိုတော့ဒါဒုတိယပိုင်းမှာတော့နီးပြားကြီးကလူစားအပြောင်းလဲနေတယ်ကျွန်တော်တို့ဟိုတိုက်စစ်အချိန်မြင့်ဖို့အတွက်စူးစမ်းခဲ့ဆိုမဲ့ ဖူဟန်သင်းကသူ့အနေနဲ့ဒါပထမပိုင်းမှာဂိုးပြတ်တီးထားတယ်တော့ဒုတိယပိုင်းမှာသူတအားဘောလုံးမကင်တော့လီဗာပူးသင်းဘောလုံးပေးကင်ပြီးတော့သူ့အနေနဲ့ဘလော့မစ်ဘလော့နဲ့ပဲဒါပွဲစဉ်ကိုထိန်းချုပ်သွားတာပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ဒီနေ့ရှုံးခဲ့တဲ့ရှုံးကြောက်အာလီဗာပူးဒီယာဒီမှာဝေခွင့်ရှုံးပွဲမရှိစံချိန်ကိုလည်းဖူဟန်သင်းကရပ်တန့်နိုင်ခဲ့ပြီးတော့တမိုင်းတစ်လျှောက်14မိနစ်တွင်3ဂိုးပေးခဲ့ရပထမပိုင်းမှာ3ဂိုးပေးခဲ့ရတဲ့စံချိန်ကိုလည်းချိုးခဲ့ပါတယ် အဲ့ဒုတိယပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့လူစားပြောင်းလဲတွေလုပ်ပြီးတော့ဒွိတိယက82မိနစ်မှာကုနာပတလီရဲ့ပန့်ပန့်ပူပေးမှုနဲ့တလုံးပြန်ကူပြန်ရခဲ့တယ်ပေါ့အဲ့မှာတူတတိဖြစ်တဲ့အချိန်မှာတော့နည်းနည်းမျောလင်းချက်လေးရရှိခဲ့ရှိခဲ့ပြီးမဲ့လေနောက်ဆုံးမှာတော့ဒီတူတတိတူးဆိုတဲ့ရာလက်နဲ့ပဲအဆုံးသတ်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲမှာဆိုကျွန်တော်တို့ဖူဟန်သင်းကလည်းဂိုးပေါက်ကန်သွင်းခွင်း17ချိန်ဂိုးပေါက်6ချိန်တဲခဲ့ပြီးတော့ ျွန်တော်လီဘာပူးတင်းရလဲတာဂိုးပေါက်ကံသွင်းမှု14ကြိမ်ဂိုးပေါက်6ကြိမ်တည်းဒါပေမဲ့ကိုသမားလီနိုရဲ့ပုတ်ထုတ်ကကွယ်မှုတွေကြောင့်ဒါနှစ်ဂိုးပဲရခဲ့တယ်ပေါ့နော်ဒါပထမပိုင်းမှာကျွန်တော်မက်လစ်တာတွင်းသွားတဲ့လုံဆိုလို့ရှိရင်တော်တော်ကြီးကိုကောင်းပါတယ်ဂိုင်း20လောက်ကနေပြီးတော့ပြစ်တွင်းသွားတာကျွန်တော်ဟိုပျော့အပျော်လေးတောင်မဆုံးသေးပါဘူးပျော်လေးတောင်မဆုံးသေးတာဟိုဘက်က ပြန်ပြောရပါဘောเนาะကာတိကျုံတို့အမားတွေရော်ပါဆန်တို့အမားတွေဘတ်ဂျက်ပန်တိုက်ကလည်းဒီနေ့မှဆိုလို့ချင်းသူလည်းအမားမကင်းဘောเนาะတသိန်းလုံးဒီပါအမားကိုစီတွေမာယိုဘာဖြစ်သွားလဲပဝင်မြင့်သွားလားဘလို့ဖြစ်သွားလဲတော့မသိဘူးเนาะအမှတ်အေးဆေးဖြတ်ကမယ်ဘာဖြစ်အားမရှိတော့ဘက်ကိုတပွဲပဲကျွန်တော်ကံမှာဘာဖလားမှလည်းကျွန်တော်တို့တခြားစိတ်ဝင်စားစရာမရှိဘူးဒီပွဲရှုံးသွားလို့ကျွန်တော်တို့ဟိုအပြစ်ပြောတာတော့မဟုတ်ဘူးเนาะပြီးတော့ဟိုကျွန်တော်တို့ဟိုဒီပါဘူးဖန်နေဆိုတာပွဲတိုင်းအောင်အနိုင်ကန်ကျင်ကျွန်တော်တို့ဟိုစောစောစီးစီးဖလား ရမယ်အခွင့်အရေးပေါ့နော်ဒီအခွင့်အရေးကိုလက်လွတ်ဆုံးရှုံးလိုက်ရပေါ့ပြီးတော့ကျွန်တော်တို့ဟိုမရှုံးသင့်ပဲနဲ့ရှုံးရအောင်ပေါ့နော်ပြီးတော့ဟိုလိုင်းအထွက်လာတဲ့ထဲမှာလဲကိုရီကပူထဲ့တုံးလာတာတော့နည်းနည်းဟိုပြောမယ်ဆိုလို့ရှိရင်နည်းနည်းလိုအပ်ချက်ရှိတယ်လို့ထင်တယ်ကိုရီကပူနေရာမှာကျွန်တော်ကတော့လူဝတီရက်ကိုအရင်ဆုံးတုံးတင်တယ်ပေါ့နော်လူဝတီရက်အခုဝင်လာတဲ့ချိန်မှာတော့ဒီလူဝတီရက်ဘက်ကဘေတောင်ဘက်ကနည်းနည်းပူပြီးတော့ကြွလာတယ်ပေါ့ ဟိုပထမပိုင်းမှာဆိုလို့ရှိရင်လူဝိဒီဒီကိုကပူဘက်ကလည်းအဆင်မပြေဘူးကျွန်တော်တို့ဒီမူဆာလာဆိုလို့ရှိရင်ဘဘဆန်လုံးဝမကြော်တာမူဆာလာပုံမှန်ထက်ခြေစွမ်းအောက်ကိုရောက်နေတာဆိုလို့ရှိရင်ကျွန်တော်တို့3 3-4ပွဲရှိပြီတော့3-4ပွဲရှိကျွန်တော်ဟိုခါဘောင်ကတ်တို့ဒါ PSG နဲ့ပွဲစဉ်တို့ထဲကဒီသူပုံမှန်ခြေစွမ်းအောင်ပြန်မရတာပေါ့နော်ဒီနေ့ပွဲမှာဆိုလို့ရှိရင်သူအနေနဲ့ဒါအန်တိုနီရောဘတ်ဆန်တို့ဘာစီတို့လုံးဝမကြော်နိုင်ခဲ့ဘူး ဟိုကဘောလုံးပေးပို့မှုတွေမှာလည်းကျွန်တော်တိကျမှုမရှိခဲ့ပါတော့ကျွန်တော်တို့ဟိုလီဗာပူးတင်ရဘောလုံးပိုင်ဆိုင်မှု60ကျော်ဘောလုံးပိုင်ဆိုင်မှုရခိုင်တော့60ကျော်နဲ့ဒီဘောလုံးပေးပို့950ကျော်လောက်ထိကျွန်တော်တို့ဟိုရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဟိုဘောလုံးကင်ထားတာပဲရှိရတီတီရရောက်ဘာမှမရှိတကယ်လို့ရခဲ့တဲ့တီတီရောက်ချန့်နေကြတော့လေဟိုတိုက်စစ်မှုတွေဖြုံးတီးတာနဲ့ကျွန်တော်တို့ဟိုလွဲချော်ခဲ့တယ်ပေါ့ပြီးတော့ကိုသမလီနိုပုတ်ထုတ်ကာကွယ်တာတွေကန်ချက်ပြော့တာတွေအဲ့ဒါတွေနဲ့ ราတို့အတင်ရဒါဒီနေ့ပွဲစဉ်33မှာတော့ရှုံးပွဲကြုံတွေ့ခဲ့ရပြီဗောနော်တရားဒီလုံးမှာကျွန်တော်တို့ဒီရှုံးပွဲတစ်ပွဲနဲ့ပဲဆုံးသတ်မယ်ထင်ခဲ့ပြီမဲ့လေဒါဟိုလုံးဝဖူဟန်တင်းအတွက်ကတော့ဂုံယူပါတယ်ဘာလို့လဲဆိုတော့ဖူဟန်တင်းကဒီနေ့နိုင်လိုက်တဲ့အတွက်သူ့အနေနဲ့ဥရောပဝင်ဝင်တနည်းအတွက်တိုက်ပွဲဝင်မယ်ဆိုရင်ဝင်လို့ရရပေါ့နော်မျောလင်းချက်ရှိသေးတယ်ပေါ့အဲ့တော့မာကူဆေးပါတော့ကျွန်တော်တို့နီးပြအာနီစလော့တကွက်ပြသွားပါပေါ့နော်ဖူဟန် ိမ်ခွင်းမှာခေါ်ပြီးတော့တကွက်ပြပလိုက်တာအဲ့တော့ဟိုဖူဟန်တင်းကလည်းဒါကျွန်တော်ဂုံယူပါတယ်သူ့အနေနဲ့ဒီပါဘူးတင်းကိုထိုက်ထိုက်တက်တန်နဲ့ဟိုအနိုင်ယူခဲ့တာပေါ့နော်အခြေစွမ်းရရောစိတ်တက်ပိုင်းဆိုင်ရာရောထိုက်ထိုက်တက်တန်နဲ့ဟိုအနိုင်ယူခဲ့တာပေါ့အဲ့တော့နောက်ပိုင်းနောက်ပွဲတွေမှာကျွန်တော်တို့ဒီဟိုအမားတွေမဖြစ်ဖို့လိုအပ်တယ်ပေါ့နော်ဒီလိုအမားတွေဆက်မဖြစ်ဖို့အများကြီး လိုအပ်တယ်ကျွန်တော်တို့ကစားသမားတွေကစိတ်ဓာတ်ပိုင်းဆိုင်ရာယုံကြည်မှုပိုင်းဆိုင်ရာဟိုဘဝင်မြင့်သွားလာဘာဖြစ်သွားလဲတော့မသိဘူးเนาะငါတို့တွေပြန်ပတ်တဲ့အမှတ်တွေအများကြီးกว่านี่ငါတို့ဖလာရမှာပဲဘလိုကန်ကန်ရတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့ဟိုလီဗာပူးအသင်းအနေနဲ့လောက်လို့မရဘူးเนาะဘာလို့ဆိုတော့လီဗာပူးဆိုတာအီးမေးဒီပုံရိပ်ကြီးတဲ့အသင်းအသင်းဖြစ်တဲ့အတွက်ပြန်ပတ်တိုင်းကိုလုံးဝအနိုင်ယူကြော်ဖြတ်ရမယ့်အသင်းအသင်းပေါ့เนาะကျွန်တော်တို့ဒီနေ့ပွဲမှာတော့ဒါတတိတူးဆိုတဲ့ရလနဲ့ဝေးဝဲမှာရှုံးပွဲစပြီးတော့ကြုံတွေ့ခဲ့ရပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ